အားလုံးပဲမင်္ဂလာပါ။ဗားမိတ်ဟောရာစတိုရီမှကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ A Hunting in Connecticut နဲ့ထောင်ကို American ပြည်အောင်စု Connecticut ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တရေပန်းဖြစ်ရပ်ကိုအခြေခံထားပါတယ်ဒီစကားဟာ1980ခုနှစ်တွေက Syndicate မိသားစုရဲ့အိမ်မှာဖြစ်ပွားခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုအခြေခံထားပါတယ်ပြင်ပဖြစ်ရပ်မှန်ကြောင်း စနေတိကမီတာစုဟာ1986ခုနှစ်မှာခနက်တကပီနယ်ဆော့သင်းတန်မြို့မှာအိမ်တလုံးကိုငှားရမ်းခဲ့ပါတယ်။ဒီအိမ်ဟာအရင်ကဇာပနအိမ်တစ်ခုဖြစ်ခဲ့ပြီးလူသေးကောင်းတွေကိုမတင်ကြုတ်ခင် ထားရှိရာနေရာဖြစ်ခဲ့ပါတယ်။မိသားစုဝင်တွေဟာအိမ်ထဲမှာထူးဆန်းတဲ့ဖြစ်ရပ်တွေကြုံတွေ့လာရပြီးသူတို့ရဲ့ဘဝတွေဟာကြောက်စရာကောင်းတဲ့အတွေ့အကြုံတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။အဓိကဖြစ်ရပ်များတရက်ကလေးတွေရဲ့အတွေ့အကြုံစနေတိကမီတာစုရဲ့ကလေးတွေဟာ အိမ်ထဲမှာတရေတွေကိုမြင်တွေ့ခဲ့ပြီးသူတို့ရဲ့အခန်းတွေထဲမှာထူးဆန်းတဲ့အတန်တွေကြားခဲ့ပါတယ်ကလေးတယောက်ဟာသူ့ကိုတစုံတယောက်ကဆွဲခေါ်နေတယ်လို့ခံစားရပြီးသူ့အိမ်ယာပေါ်မှာလှဲနေရင်းလက်တွေနဲ့ခြေထောက်တွေကိုဆွဲခေါ်ခံရတယ်လို့ခံစားရပါတယ်နေ့အိမ်ရဲ့တမိုင်းကြောင်အိမ်ဟာအရင်ကဇာပနအိမ်ဖြစ်ခဲ့ပြီးလူသေးကောင်တွေကိုမတင်းကြုတ်ခင်ထားရှိရာနေရာဖြစ်ခဲ့ပါတယ်အိမ်ရဲ့မြေအောက်ခန်းမှာလူသေးကောင်တွေကိုထားရှိခဲ့တဲ့နေရာဖြစ်ပြီးဒီနေရာမှာထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်ပွားခဲ့ပါတယ် 3တရေဖန်းဖြစ်ရက်မိသားစုဝင်တွေဟာအိမ်ထဲမှာတရေတွေကိုမြင်တွေ့ခဲ့ပြီးသူတို့ရဲ့အခန်းတွေထဲမှာထူးဆန်းတဲ့အတန်တွေကြားခဲ့ပါတယ်။ကလေးတစ်ယောက်ဟာသူ့ကိုတစုံတစ်ယောက်ကဆွဲခေါ်နေတယ်လို့ခံစားရပြီးသူ့အိမ်ယာပေါ်မှာလဲနေရင်းလက်တွေနဲ့ခြေထောက်တွေကိုဆွဲခေါ်ခံရတယ်လို့ခံစားရပါတယ်။၄ဘာသာရေးဆရာတွေရဲ့ဝင်ရောက်ဆွတ်ဖက်မှုစင်လီကမီသားစုဟာသူတို့ရဲ့အိမ်မှာဖြစ်ပွားနေတဲ့ထူးဆန်းတဲ့ဖြစ်ရက်တွေကိုဘာသာရေးဆရာတွေနဲ့ဆက်သွယ်ခဲ့ပါတယ်။ဘာသာရေးဆရာတွေဟာ ိမ်ကိုဝင်ရောက်ဆွတ်ဖက်ပြီးတရေဖြုတ်ပေးဖို့ကြိုးစားခဲ့ပါတယ်။စကားနဲ့ဖြစ်ရမှန်။ A hunting in Connecticut စကားဟာ Cindy Gomitasu ရဲ့ဖြစ်ရကိုအခြေခံထားပေမဲ့စကားထဲမှာစက်ကောင်နာမည်တွေနဲ့အချို့သောဖြစ်ရတွေကိုပြောင်းလဲထားပါတယ်။စကားဟာသူတို့ရဲ့ဘဝနဲ့တရေဖန်ဖြစ်ရတွေကိုလိုက်ကူးထားပြီးကြောက်စရာကောင်းတဲ့အတွေ့အကြုံတွေကိုဖော်ပြထားပါတယ်။အကျိုးဆက် Cindy Gomitasu ရဲ့ဖြစ်ရဟာ ယနေ့တိုင်စိတ်ဝင်စားဖွယ်ရာဖြစ်နေစေဖြစ်ပြီးတရေဖန်ဖြစ်ရက်တွေနဲ့ပတ်သက်ပြီးငင်းခုန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီစကားဟာဖြစ်ရက်မှန်ကိုအခြေခံထားတာကြောင့်ကြောက်เสียရကောင်းပြီးစိတ်ဝင်စားဖွယ်ရာလည်းဖြစ်ပါတယ်ဒီစကားဟာဖြစ်ရက်မှန်ကိုအခြေခံထားတာကြောင့်ကြောက်เสียရကောင်းပြီးစိတ်ဝင်စားဖွယ်ရာလည်းဖြစ်ပါတယ်စနိကမိသားစုရဲ့ဖြစ်ရက်ဟာယနေ့တိုင်စိတ်ဝင်စားဖွယ်ရာဖြစ်နေစေဖြစ်ပြီးတရေဖန်ဖြစ်ရက်တွေနဲ့ပတ်သက်ပြီးငင်းခုန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ် ဒီလိုဖြစ်ရမျိုးဟာအပြင်လောကမှာတကယ်ပဲရှိလားဆိုတာကို comment မှာဝင်ရောက်ရေးပေးသွားလို့ရပါတယ် like and subscribe လေးလုပ်ပေးသွားပါဦးနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ